ကျွန်တော်ကျွန်တော်နဲ့အတူတူပဲဒါ game number 2 in game life really over သွားပြီးကြည့်ရတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဒီဘွဲမှာတော့ဒါစပြီးတော့ကြည့်ရမှာကတစ်ဖက်မှာထုတ်လာတဲ့ဒီတတော်ဖျော်ဖျော် draft player ရဲ့ edge ရဲ့ရမ်းပေါ့နော်ဘာလို့ဆိုတော့တစ်ဖက်မှာ ruby go လေးအဲ့ဒါဘီယိုမှာ header ပြန်ပြီးတော့ alice လိုမျိုး hero ပြန်ထွက်လာခဲ့နေတာတခုကတော့တကယ်လို့ပဲရှိရ front line ကနေရောတကယ်လို့အကြိုက်ရောမတက်တော့ရပေးနိုင်မှာသေးတယ်อืมကျွန်တော်ဒီဘက်ကကိကလည်းပဲဟာရာဘူးစာကတော့ game 1မှာလည်းသူတော်တော်လေးသူ့ရဲ့ quick share တို့အသွင်းထုတ်လေးတော်တော်လေးလာတယ်အဲ့တော့ဒီပွဲမှာထပ်ပြီးတော့ပဲ 特别高嘛，两五嘛，加肉。 last sprint သူ့အနေနဲ့ last slot မဟုတ်တော့ဘဲနဲ့ဒီကောက်ရေးစရှင်းလေးပြန်ဖြစ်သွားတယ်ဗျာဆိုတော့ရှေးပွဲက game 1တော့သူ့ရဲ့ last slot လေးဒါလုံးသေးလားလို့သူအကောင်းဆုံးလုံးပေးခဲ့တယ်ပေါ့ဗျာလေးကောင်းခဲ့ပါတယ်သူ့ရဲ့ defender ဆေးရမျိုးလေးရတော်တော်လေးအဆင်ပြေခဲ့တယ်အဲဒီပွဲမှာသူပြန်ပြီးတော့ထုတ်လာခဲ့တဲ့ draft play ရောရှိခဲ့ပါတယ်ပေါ့နော်အဲ့တော့ best of 3 series ရှင်ပြိုင်စော်ကစားတဲ့ဒီနေ့ရဲ့ပထမအဦးဆုံးသောပွဲမှာမဲစင်းနိုင်ပွဲရရှိသွားမှလည်းအရန်အရေးကြီးနေတဲ့အချိန်ကာလတစ်ခုတော့ရောက်ရှိနေခဲ့ပြီ HPN လိမ့်မှာတော့လပူလေးနဲ့ Alice လေးရောပြန်ပြီးထိန်းထားတယ်ဗျဒီပွဲမှာတော့ဘဘောက်စင်တွေကဘနာတို့ကဒီဖစ်ခဲ့တဲ့ဒီ Alice ကိုသူကိုယ်တိုင်ပြန်ပြီးတော့ရွေးချယ်ထားခဲ့သလိုဒီ ီးနေတဲ့အောင်လပူလေးနဲ့တော့ပြန်ပြီးပွဲထွက်လာခဲ့ပါတယ်ဟုတ်ပါတယ်ဆိုတော့ဘောလမ်းမှာတော့ဘောဘော့စ်နဲ့ဒီကတော့ပြန်လဲပြီးတော့တွေ့ရတွေ့လာတယ်ဒါအောက်မှာတော့ best female player ကိုရှင်းရပါတော့ဆိုတော့ဒီကတော့ဒါ Luna Lee 40ပဲညင်နေဆိုလို့ရှိရင်တော့ဒီ AP 1လေးလုံးကိုတော့ဒါသူ့ရဲ့ vote number ကိုတော့ပေးလို့ရရပါတော့ United Cat ကိုပဲထားဆက်ပြီးပို့ပြီးတော့1 2 3ကိုတော့အဆက်မ vote တင်ပို့ပေးလို့ရပါတယ်ဟုတ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အဆောင်ရည်တွေကလည်းတစ်စောင်း10စောင်းစောင်း20စောင်း50ချိန်နှစ်သက်ရအဆောင်ရည်တွေတော့ထပ်မံပြီးတော့ရိုက်ပို့လို့ရပါတယ်ခင်ဗျာဟုတ်ပါတယ်เนาะအဲ့တော့စပြီးတော့ဆက်ဆိုင်နေ flicker ဘေးလိုက်ရပြီဟိုတော့မကင်းသူ့အနေနဲ့ကတော့ share share key ရ တော့ရောက်ရနေမဲ့တမ်းပြီးတော့မပေးတော့မပေးတော့ဒီက ruby လည်းပြစ်နေရကြောင်းမလို့တော့တမ်းမပြတ်တော့ဘူးလို့တော့ထင်တယ်ဟုတ်တယ်ဟုတ်တယ်ဒီကတော့မပြတ်တော့ဘူးသူရဲ့အဲ့လိုမျိုး shadow key ရတယ်တန်းတန်းမပြတ်မရအောင်သူနဲ့ငယ်စိုးရိမ်နေပေါ့နော်ဘာက ruby နေနေတော့ flicker ရခဲ့ဆိုသူတို့ဒါတန်တယ်လို့ထင်တဲ့အတွက်ကြောင့်သူတို့ပြန်ပြီးတော့ fall လာခဲ့တယ် kip နေတယ်လုံးသိလုံးတိုက်တာလုံးခဲ့ပြီးသွားပြီဆိုတော့ကျွန်တော်တန်းတန်းလေးတော့ထပ်ပြီးကြည့်ရမယ်ဗျာကားရီပိုင်းနောင်မီနေနဲ့ပြန်ပြီးရွေးချယ်ထားခဲ့တာဟာဒီတစ်ဖက်ကနေပြီးတော့ရီဆန်ရှင်းတို့ဘာလို့တဲပြီးတော့ဆွဲလို့ရတာမျိုးတွေအေးဒါအရင်ကောင်းတာတိုးလို့မရနိုင်တာမျိုးတွေတော့ရှိရဲ့ဗျဟုတ်တယ်ဟုတ်တယ်ဆိုတော့အရင်အဲ့တော့ပြေးပြီးတော့လာလို့တော့မရနိုင်သေးဘူးဆိုတော့လက်ရှိတော့ data တရားပေါ်လာခဲ့ပြီတဖက်မှာပြန်ပြစ်ကြည့်နော်ခဲတော့ဘတ်တလိန်မှာရှိနေကြလို့ပေါ်လည်းမရှိနေကြတဲ့ဒီဟုတော့နေငယ်တော့ကျသနာရှာခြင်းရဲ့ပုံစံလေးရရှိနေကြလို့နောက်အမီလည်းရောက်တော့ရောက်နေပြီရန်ကနောက်ကဘလိုင်းနဲ့ပြန်ပြစ်ဆောင်နေကြတဲ့ first pain ရဲ့ damage က impact ကြီးကြားထဲမှာတော့မဒီသူကတော်တော်လေးရော့သွားခဲ့ပါပြီဒီတစ်ခေါက်ကတော့အောင်းလန်းနေဂိုးလေးကနေမှာတက်ပြီးတော့လာပြီးပူပေါင်းပေးတာဆို 4v5 ဆိုတဲ့ position တစ်ခုကိုတော့ကျွန်တော်ပြန်ပြီးတော့တွေးနေကြရတယ်အဲ့တော့ဦးကဲဒီပတဲ့တစ်ခုမှလုံးဝသူလူဂျင်းတက်တဲ့ကို9ရောက်လုံးလာဆိုင်တာဗျအဲ့တော့ရာသွားမှလားတစ်ခါကနေဘောဘောပြေးပြီးတော့ဝင်လာသေးတယ်ဆိုတော့ territory kit ပြန်ရထားတယ်ဗျအဲ့တော့ဦးကဲ super side နဲ့ double run open တော့လွဲသွား ခဲ့တော့ဒီရောက်တောက်ချောက်ကိုဝင်လုံးပေးနေတော့မယ်အဲ့တော့ land shake ကဘာကြောင့်ကျန်တဲ့ possess တောက်ချောက်ကိုပြန်ပြေးတော့ possess ကလွတ်သွားတယ်ဆို side နဲ့ပေးလိုက်ရောက် D double K နဲ့အတူပဲတော်တော်လေးတန်သွားခဲ့ပြီဗျာတာတပတတဲ့ဒူမော်ပဲ Hugin နှကောင်စပြီးတော့ရရှိလိုက်ခဲ့ပြီဆိုရင် okay သူတို့ရဲ့ first starter နဲ့ဒူ Hugin နှကောင်ရလိုက်တာတော်တော်လေးတော့ကောင်းမွန်နေနေတာတကူတော့ဖြစ်သွားခဲ့ရပြီအဲ့တော့မှတစ်ဖက်မှာပြန်ပြီးတော့လောကသွေးတစ်ဆက်လောက်ပဲကျန်နေခဲ့ရဆိုရင် possess ကိုလိုက်ပြီးတော့ယူချင်ခဲ့ပြီမဲ့လောကလွတ်မြောက်သွားခဲ့တယ်ဗောနော possess ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့လက်ရှိမှာတော့ Ali Dubai မှာအစင်းတော့ပြေးသွားခဲ့ရင်းနဲ့ပဲနောက်ထပ်ချက်မှတ်ပြီးတော့ဒီပတေ င်ရတော့ဒါကြက်ကြက်ကြောင်အဓိကတာတင်ပတင်လောက်ပါဘဲဆက်ပြီးတော့ဆိုင်ဒီပွဲမှာတော့ဒီသွားပြီးတော့ဒီဂျန်ကအဂရက်ဆစ်ဆိုတာမျိုးတော့တိတ်ပြီးတော့တွေးတွေးရတာမျိုးတော့မရှိသေးပါဘူး။ရိုင်းကြီးလည်းမလုံရဲဘူးပေါ့နော်။ဒါကတော့နှစ်တင်လုံးရဲ့ဂျားထဲမှာလည်းပဲအရေးကြီးရဲ့ပွဲစဉ်တစ်ခုဖြစ်နေရတဲ့ကြောင့်မို့လို့ပဲဖြစ်ပါတယ်။ဆိုတော့ခုနတာတင်ပတင်လေးမှာကြီးလဲရတာတော့ဒီကတော့ကန်ကတော့မြန်မြန်ဆန်ဆန်လေးပဲဒီတာတင်ပတင်လေးကိုလာပေါင်းလိုက်တာအိုးကန်အတွက်တကယ်ကောင်းသွားတယ် 5v4 ပတဲကိုရင်စဆိုင်လဲရတယ်ဆိုတော့ဆိုတော့တာတင်လဲရတယ်ဟီရိုကေးကထပ်ပြီးတော့ရရှိခဲ့တာကိုတွေးခဲ့ရတယ်။ ။ဒါအွန်လိုင်းမှာတော့ Ruby အနေနဲ့ကတော့အခုချိန်မှာ Specific Minia Wave တွေပါရှင်းမယ်။ကန်ရလဲ East Steel ပဲ။ဒါ Mic ကိုလာလိုက်။အဲသူအွန်လိုင်းလေးမှာသူကသူ Minia Wave လေးပြန်ရှင်းလိုက်။ဘက်တယ်လေးဂျုံဂျုံသူဝင်ဆိုင်ရဲ့ပုံစံမျိုးရှိရဗျ။အဓိက Ogan အနေနဲ့ကအားလိမှာထုတ်ပေးရတဲ့ဒါအခု damage တခုကနည်းနည်းလေးတော့များတယ်ဆိုရင်မ Forces သွားပြီးပါဝါတော့မလို့ဆို Share Key အပိုင်းတစ်ခုမှာပဲ Forces လောဝါတော့မတည်နေတဲ့တော့မပြန်ပေးရတော့မ Justin Life Fall တဲပြီးတော့ပြောင်းသွားခဲ့ရင်းနဲ့ပဲ။ လွတ်တော့လွတ်သွားပါသေးရဲ့အဲ့တော့ဒူနော့စ်တွေပါရဲ့အဲ့ဒါမျိုးကနည်းနည်းဆိုးတယ်ဗျာတော့ဟိုဘက်ကနေကန်ပို့စ်ကိုတော့ဝင်ပြီးတော့ပဲဆုံးသက်ပေးခဲ့ရင်လည်းပဲနောက်တဲ့ဟီရိုကစ်တကောင်ထပ်မံပြီးတော့ပဲအိုဂမ်တိမ့်ပိုက်လိုက်နိုင်မြန်မြန်ဖြစ်ပါတယ်အိုဂဲအနေနဲ့ရောတကယ်လို့လွတ်တော့လုတ်ပြနေခဲ့ပြီခဲအောက်လဲမှာသူကတော့ပို့ပြီးအဓိကယူယူပလစ်လေး play နေရလေးရသွေးလက်တက်မဲ့ damage တွေထုတ်ပေးနေရနောက်တစ်ထပ်ပြီးတော့လည်းသူရဲ့ဒီဒီ set တွေကလည်းပို့ပြီးတော့ပြည့်နေမယ်ဆိုလို့ရှိရင် movement ကြီးကပို့ပြီးတော့များနေတဲ့အတွက်ကြောင့်မသူကပို့ပြီးလှုပ်ရရှာတာပို့ပြီးတော့အဆင်ပြေနေရလေးတခုလည်းတွေ့ရပါသေးတယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီဘက်မှာ super sonic အနေနဲ့ကတော့ကန်တို့အကောင်းဆုံးပဲလာပြီးတော့ပြန်ပြီးတော့ defend မှု ကြိုးစားနေရယ်ဒီပွဲကဂိုးလိန်ကနှစ်ဖက်လုံးကမက်စမန်တော့လုံးဝပါမလာဘူးပြာဒီလားဒါပေမဲ့အိုကန်ဘက်ကလည်းမြွေးချက်ထားခဲ့တဲ့မင်းမေ့ချ်ကလူနော့ဖြစ်နေရယ်ဆိုတော့ဘယ်တဲ့မှာ damage output ကတော့လောက်တယ်လို့ပြောလို့ရတယ်မက်ထရီယန်ဘက်ကလည်းပဲရီဆက်ရှင်းပြန်ပြီးရထားရယ်ဆိုတော့စိုးတော့မစိုးနှစ်ဖက်လုံးကအဲ့လိုမျိုး draft ကတော့အရင်ကကွာနေအောင်မဟုတ်ကတကောတွေပါပြီးတော့ပြန်ပြီးပြီးသွားတယ်တော့ရှော့ရိုးတွေနဲ့ကန်လိုက်ပြီးတော့လှည့်ပေးဖို့ကြိုးစားနေသလိုဘက်ကလည်းပြီးတော့ချက်ချင်းဆိုလို့ဘောက်ဘောက်ရှင်းပြီးတော့ဝင်လာမဲ့ retrio တော့ kit နေတယ်လည်းကူလေးပဲပြန်ပြီးပေါက်ထားပြီးဟိုဘက်ကလည်းပြေးပြေးဝင်လာ shot ကရလည်းပြီးသွားခဲ့ကြဘောက်ဘောက်တွေလည်းမှာချန်နေကဆူဆိုင်နေတဲ့ဘောက်ဘောက်နှစ်ကောင်လုံးတန်းပေးလိုက်ရတယ်ဗျာဘောက်ဘောက်ကတော့အချိန်ကောက်ဆော ောက်နေပဲဝင်လာလို့မရအောင်ဖြစ်နေကတုံးရောက်လောက်ကြာရင်ပြန်ပြီးတော့ညက်တော့မှလာနောက်လျှောက်ကြီးကြာရင်ရက်တီခဲ့မယ်ဖိုးသက်ဆိုတာတက်ပြီးတော့ပေးရတုံးရောက်ဒီဘက်ကတာဒီဆိုင်ရဲ့အချိန်ကာလတစ်ခုမှာဖိုးသက်အနေနဲ့အချိန်ကာလကဘလိုင်းတစ်ခုကနေပြန်ထောင်းမှုစောင့်နေခဲ့ပြီမဲ့ရောက်မလာခဲ့ဘူးသူပြန်တော့မယ်ဆိုအချိန်ကာလမှာပြန်လာတဲ့လမ်းအတွေ့မှာပဲသူမထပ်ပေးလိုက်ရတာကတော့နည်းလေးနှမျောဖို့တော့ကောင်းနေပါဘူးဟုတ်တယ်ဒီကတော့အိုးကန်းနေနဲ့ဂိမ်းဝမ်းမှာလည်းသူနိုင်မွေးရထားတယ်ဆိုတော့အတူနဲ့ဂိမ်းတူကိုတော်တော်လေးအဲ့လိုမျိုးတောင်းတလာနဲ့စော့နေရတယ်ဘွန်ဖော့ဖြစ်နေရလို့ပြောလို့ရတယ်စော့ရတာလည်းအရင်ကြီး pressure နဲ့ကင်းနေရနေတာတစ်ခုဆိုတော့ တို့ပို့ပြီးတော့တို့ရဲ့လက်ရည်တွေပေါ်လာလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ extra ရန်အနေနဲ့ကလည်းပဲဒီပွဲအတွက်တို့အရန် pressure ပြီးနေရပွဲ trap ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တော့နိုင်ငံခဲနေရလို့ထင်တယ်ဗျဒီကဒီ air strike ပေါ့နော်ရန်ကရဲ့ air strike လေးတွေကနည်းနည်းလေး rate ကိုထက်ပြီးတော့ low အပ်နေသေးရဲ့လို့တကယ်ခုနကလည်းတက်တဲ့ပဲဒါမစခင်လိမ့်ပါလေသူရဲ့ဒီ air strike ကတစ်ဖက်က range ကိုထက်ပြီးတော့မရောက်သွားခင်ဆိုအလကားလေး၃လရောက်တို့ဖြစ်ဖြစ်သွားခင်ဆိုတော့ဒါဆို sign နဲ့နည်းနည်းလေး2ပြီးဝဲရောက်နေတဲ့ data ကတော့မ off ပဲပြေးနိုင်မလားမရတော့ပါဘူးလုံးဝပဲအော်လမ်းပေါ်ထက်ပြီး super sign နဲ့ကိုဆက်မှတ်ပြီးတော့ဖြတ်ခဲ့ super sign နဲ့၃ချိန်လောက်တည်တာဆိုတော့နည်းနည်းတော့ any ရောများတယ်ပဲ actual yan နေတယ် hero ကရဲ့သူ၉ချိန်တကောင်းမှမရသေးသလို organ တောက်လျှောက်ပွဲရောဖိဖိစီစီနဲ့တော့ဆော့ဖို့တော့ကြိုးစားနေလို့မယ်အဲ့တော့ဒီဘက်ကနေပြီးတော့အောင်လဲ second target ကိုပါကြော်ပြီးတော့ တယ်ထပ်ဆိုင်မှုကြိုးစားနေရဗျာတဲတန်ယူကြုံနေခဲ့ပြီဆိုတော့ကဲတော့တကယ်ကိုတီးဖို့စောင့်နေခဲ့ပြီဆိုတော့နောက်ပြီးရလဟိုးရှိမှာပတ်တကြီးရပေးနေခဲ့ရင်းနဲ့ပဲလက်ရှိ notebook ကွာချာချက်ဆိုတော့မ 5k လောက်တိဖြစ်နေခဲ့ရတယ်တော်တော်လေးကိုများပါတယ်ဘာလို့ချောင်းမင်းမ 5k တကယ်ကိုများပြားလာရင် notebook ကတည်းကိုရရှိထားခဲ့ဆိုဦးကဲစာစီတိကထပ်ပြီးဖိမှာလားရှိမှာဘောက်ဘောက်စတိုးလာလို့မရလို့ကိုယ်ဆက်သေးပဲဘလို့မောက်သွားလို့မရနေခဲ့ဒီက survive checkpoint ညားရဲမှာပြန်ပြီးတော့ ပါသွားခဲ့ပဲဆိုလို့ရှိရင်လည်းပါလာတဲ့သူကဒီချိန်မှာနောက်ကနေပေးနေတဲ့ Justin ရဲ့ damage ချက်ဆိုလို့တန်းပြီးတော့ပြတ်သွားနိုင်ပါတယ်ဒီပုံစံတိုင်းဆိုတော့ Owen အနေနဲ့ဒီပွဲကိုရန်ရင်အဲ့လိုမျိုး aggressive ကြီးတွေမသွားတော့ဘဲနဲ့ပုံမှန်တိုင်းလေးပဲပွဲလေးကိုထိမ်းပြီးတော့ပဲ2-0ဆိုရယ် reset တစ်ခုကိုပုံပေါ်ဖို့တော့သူတို့ပြင်ဆင်ရပေါ်လမ်းမှာတော့ရီဆက်ရှင်းပေးရတော့မယ်ဗျာဟာနာဘူးဆန်နဲ့ဘိုင်ဝမ်ထိတ်တဲ့အတွေ့အလေးကိုရှိနေတယ်လို့ပြောမှလည်းပဲ offen ဘာမှတော့ဖြစ်တော့ဖြစ်မသွားဘူးဗျာတော့ပဲပေါ်လမ်းမှာရီဆက်ရှင်းကိုသွားပြီးတော့ဒါခင်အနေနဲ့ကလုံးဝ share ကြီးလေအကုန်ပြီးရယ်ကို share ကိုပြန်ထည့်တယ် ဆက်ရှိရဲ့ဒွိစက်နဲ့လောအောင်လွတ်မြောက်သွားခဲ့ပြီဆိုတော့တစ်ဖက်မှာလည်းအဓိကဒီ back ကိုတော့လာပြီးတော့ Justin ယူသွားခဲ့ပြီဆိုတော့မှာအဓိက Jungle Resort တွေပို့ပြီးတော့ social media တွေများလာခဲ့ပြီ network space တွေပို့ပြီးတော့ကျင်းပြောင်းလာခဲ့ပြီဆိုတော့ဒါအချွေကျန်းရဲ့သူတို့ရဲ့ဒါပြန်ပြီးတော့ fan အမ network ကိုတော့ပို့ပြီးတော့ကြည့်ရကြည့်အောင်မစကဲဒီနောက်မှာအချိုင်းကိုပတ်တော့ရက်နေပါသေးတယ်ဆိုတော့တော့ရှောက်ဆိုလိုပဲ you you click နေလဲပြီးတော့ process ကိုတွေးလျှောက်တိုင်းတော့မကဲလုံးဝသွေးရဲရောမနေခဲ့ဘူးနောက်မှာ device check ပဲကျောင်းပြန်ပါသွားခဲ့ပြီဆိုတော့နောက်မှာတော့ is session switch ပြီးလိုက်ရပါပြီနောက်ကရန်က air strike တောက်လျှောက်ကိုပြစ်ပေးနေသေးရဆိုမဲ့လဲဘောင်းဘောင်းမခံနိုင်တော့ ဒီပြေးပြီးတော့ဝင်လာ Regis Slack လောက Let's in the chop တက်ပြီးတော့ပေးဖို့ကြိုတဲ့ can နေတော့ဘောက်ဘောက်ကိုဝင်သိမ်းလို့မနောင်မြတ်ဘက်ကမှထပ်ပါနေတယ်ဘောက်ဘောက်လောကမသေးသေးဘူးဗျာတော့ကနောင်မြတ်ပြန်ပြီးတော့ပေးရ can ဒီလေးဒီပါဖြစ်သွားခဲ့ပါသေးတယ်ရှေ့မှာလည်းတက်ပြီးတော့ပေးဖို့တော့ကြိုးစားတယ်မကြဲချိုးတော့မကင်း share ကိုပြေးဝင်ပါတော့ဘောက်ဘောက်ကတော့လွတ်နေတော့လေးပဲ quick share ပြန်ထွက်လာတယ်တော့ offensive click ကဒီ game ကိုလှလိုက်တဲ့အခွက်တစ်ခွက်ပါပဲပြန်ပြီးလိုက်ရရဆိုတဲ့ဟာရပူစာ လုံးဝ super sign နေခဲ့တကယ်ကိုလောက်ကတကွက်တော့ပြန်ပြီးပြခဲ့လို့ kick ကိုလည်းသူတို့ပြန်ပြီးစားသုံးခဲ့ရပါတယ် reforce အနေနဲ့ရောဒီ big second tower ကိုအကောင်းဆုံး defend နေသေးတယ်ငါးယောက်လုံးရှိနေသေးတယ်ဆိုတော့အကြရရန်တောက်လျှောက်ကိုလိုက်ပြီးတော့ attack ကိုပြန်ပေးဖို့ကြိုးစားတယ် pressure နောက်ကျောက်ပေးတော့ဒီ on the call ဝင်သွားပြီ regis လက်သုံးတဲ့ရန်ကောင်ကိုတစ်ပြုတ်ထိန်းချုပ်ထားပါသေးမရဘူး super sign နေကောဘက်ကနေ last sprint ရောရှိနေသေးတယ်ဒါမှဒီနေနဲ့ထပ်ပြီးတော့ခံနိုင်ရှိသေးတယ်လား lang shake ကတက်ပြီးတော့ပေးတဲ့ d just blake jungle warrior damage လုံးဝမသေးသေးဘူး power ကိုပါထပ်ပြီးတော့ယူဖို့ကြိုးစားနေခဲ့တယ်ပဲ 4v1 မှာ power ကိုပါထပ်ကြတယ် d โอ้ my god လုံးဝမသေးွားဘူးဗျာတကယ်ဘယ် game number 1မှာဘယ် game number 2မှာဒီအနေနဲ့အကောင်းဆုံးနေနဲ့ initiator တွေကဖြစ်နေခဲ့ပါသေးတယ်ဒီကောက်မှာလည်းဘသူရဲ့ဗရဲ initiator ကြီးကတော်တော်ကြီးကိုကောင်းလာခဲ့တယ်ဆိုတော့ hiroki 3កောက်ဒီပြန်လာပြီးတော့ရရှိခဲ့ပြီးတော့တက်မှန်ပြီးအပေါ်လဲ second tower တွေ online ရဲ့ tower တွေကိုထပ်ပြီးတော့ပြုတ်ခွဲဖို့တက်တော့ရောက်လာခဲ့တယ်ဂျူးရှင်ရမှာဆိုတော့10မိနစ်ပေါ့နော်အချိန်5မိနစ်ဝင်းကျင်လောက်ပဲရှိနေတယ်ကာလာတစ်ခုမှာတော့သူတွေပိုင်ဆိုင်မှုတွေကတော်တော်ကြီးကိုများနေခဲ့ပါပြီတကယ်ကြီး fine manager တွေကိုခုံပြီးဝင်သွားတာဗျာဒီကနော်အဲ့ရောလုံးဝဟိုတကယ်တကယ်ကိုမထင်ထားရနေတာတစ်ခုကြီးတကယ်သူ ုံးဝလည်းမတည်ခဲ့ဘူးတော်တော်လေးကောင်းခဲ့တဲ့ပုံစံမျိုးလို့တော့ပြောရမယ်ဗျာဒီလားဟိုရဒီတကယ်ဟိုမကြီးရဲ့ဒီ ESP လိန်နာရဲ့လောက်ွက်တွေကိုတကယ်ထုတ်ပြနေခဲ့ပြီဗောနော်ခဏဆိုဒီကဖာသာအဲဆိုချာရီမှာဖာသာစီယူပြေးထိုးသွားလိုက်တာလေးက ော်တော်လေးကိုကောင်းရပါတယ်နောက်ကဘလိုက်ဂျန်မီကလည်းချက်ပြီးရပါတဲ့ချိန်မှာပတ်တီတော့ဖြစ်သွားခဲ့ဟျူကီ11 1လောကတော့တစ်ဖက်ကနေမှဒါအကျွေးရန်နေနေကတော့သူ့ရဲ့ဒါဟျူကီကတော့အများကြီးပိုင်ဆိုင်ထားခြင်းတော့မရှိနေသေးဘူးမကြခင်မှာလည်းလောကထွက်လာတော့မှလောမထွက်ခင်မှာတော့ second target တွေကိုတော့ရအောင်လို့တော့တစ်ဖက်ကအိုးခဲ့အကုန်လုံးတော့ချိုးနေခဲ့တဲ့ပဲလောပေါ်လာတဲ့ချိန်မှာသွားမှာတော့ညားတယ်ဆိုခဲကတော့သွေးတွေရှော်ရင်းရှော်နေအကန်ရဲ့ဟျူယိုပလေးစ်တွေကိုနောက်ကနေပေါ့ပေါ့စ်ကိုပေါ့စ်ကိုပြန်ပြေးနေတဲ့အချိန်မှာအရှိမဝင်းမိုးတော့ကတော်တော်လေးကိုခက်ခဲနေခဲ့ပါတော်တော်လေးကိုခက်ခဲနေခဲ့ပါအချိန်ရန်ဟျူကီကတော့ခုနကတော့ကိကို တကောင်တော့ပြန်ရတာရယ်ဆိုရင်သူတို့ကနားလိုမျိုးဒီလိုကတကောင်ရပြီးတော့အရင်တက်လို့တော့မရတဲ့ပုံစံမျိုးရှိရယ်ဗျ။အဲ့ရှိမှဒီရဲ့အဲ့လို River Fighter Dragon Slayer တော်တော်လေးကိုတေတေတက်နေရယ်ပေါ့နော်။အဲ့တော့သူဘလူးမြတ်ပြည့်ပြီးဖြည့်ရှင်းပါလေသူတို့ဘက်ကလည်းပဲသူပြူအစတန်ပေးဖို့အတွက်ကလည်းပဲခုနကလို့စူပါဆိုင်းနေကအော်ဖန်ဖလစ်ကမျိုးတွေလောင်းနေပဲဒီတောက်ထဲကိုခေါ်ချမှာပဲရလိမ့်မယ်ဒီလိုဆိုရင်တောင်းတောင်းပတဲဝင်ချဖို့အတွက်ကနဝက်ကကအရန်ပြက်နေရောလောက်ဖို့ကမလွယ်တော့ဘူးဗျလွယ်တော့ဘူး နားလေးမှာ recall လေးရတော့ force ကပြေအောင်မတေးကြနေပြီအဓိက swiss မလွတ်တော့ဘူး life on tap ပြီးတော့ပြောင်းနေကြလို့နောက်ပြီးမှာတက်ရှိနေတဲ့ shot ကပြတ်ပေးပြီမယ်လည်း swiss ဘလို့မှမပြစ်နိုင်တော့ပါဘူးအဲ့တော့တော့ကလည်း pick ကနေတက်လာခဲ့တဲ့အခြေအနေတခုဆိုတော့ရွဲပါမလားဒီမှာလည်းပဲ benches တွေနဲ့ပဲ can တောက်ရှော့ကိုတော့ပြန်ပြီးတော့ on ပေးတာ 3v1 မှာကန်ကလုံးဝမတက်ကြီးရက်ပြနေဗျလုံးဝလုံးဝထဲကိုမတက်ရက်ပြနေဆက်ဆက်၄ကောင်ဂျာကြီးတဲ့မှာ can ပြေးဝင်မလို့လားလောကမစ်ကနေလာနေခဲ့ပြီဒီဘက်ကနေ last sprint ပြန်ထွက်ဖို့တော့ကတော့12 second လောက်တော့လိုနေပါသေးတယ်အဲ့ထွက်လာတဲ့ mini wave ကြီးလည်းပဲရှိရရှိဆို၄ရောက်လာပြီးတော့ကောင်းကောင်းကြီးတော့ကာရောက်မှာဆိုဒီပြေးဝင်ကိုကြိုးစားနေရလားဟိုပြေးလည်းပြီးတော့အဓိကသူ့ land shake ကဖျက်ချဖို့တော့စောင့်နေခဲ့တဲ့ကာလာတစ်ခုပါပဲလေက mega tower တစ်လုံးကတော့စပြီးတော့ကြိုးသွားခဲ့ရလို့ဒီဘက်ကပြေးဝင်မလားဆိုအခုဒီတော့တကယ်ကိုဆွဲဖို့တော့ကြိုးစားနေတော့ mini ကတော့ဖျက်ပြီးပြင်ကြသွားခဲ့တယ်ရန်က super sign နဲ့ပါတက်ပြီးတော့တေကန်နီးပြနေခဲ့လို့နောက်ပြီးပြေးပြီးတော့ပြန်တော့တက်လာတဲ့ဘောက်ဘောက်ကိုပါတပိုင်း check မဲ့ထက်ဆွဲတိုင်းနဲ့ဘောက်ဘောက်ချက်ပြတ်သွားခဲ့ပြီဗျ super ိုင်းတစ်ပတ်သွေးရမရှိတော့ခြင်းတစ်ခုပါ game number 2 over oh game န်တက်လက်အနိုင်ရရှိသွားခဲ့ပြီးတော့ပဲ 2C ဆိုတဲ့ reset တစ်ခုနဲ့တူနောက်တဲ့တစ်စင်းတော့တက်ပြီးတော့တက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်တကယ်ကိုကောင်းခဲ့တဲ့ OK မှာတကယ်ကိုပဲဒီ 2C ဆိုတဲ့ reset တစ်ခုတော့ပုံပေါ်သွားနိုင်ခဲ့တယ်သူတို့ရဲ့တကယ်ကိုလက်ဆွဲတွေအကောင်းဆုံးပြတ်တက်သွားခဲ့ပြီးတော့ဒီဘွဲပေါ်တော့တကယ်ကိုမျိုးလုံးထဲမှာတိုးဝင်လာခဲ့တာဒီပေါ့နော်အဲ့ဒါအောင်မှာနောက်ကထက်ပြီးတော့ပါလာခဲ့တဲ့ Justin သူတို့ရဲ့ဒီနှစ်ယောက်ကတော်တော်လေးကိုတော့ damage တွေပေးသွားတယ်လုံးလုံးသွားအဲ့ဒါပြုံးမှာ KK Harabusa ကြီးကလည်းကောင်းနေတော့ပဲဟုတ်တယ်ဗျာနော်ဒီကတော့ဒီကတော့ဒီဖြစ်နေတော့မယ်လို့ပဲပြောရမယ်တကယ်ကို အဲ့လိုပြောငါ့ကိုဂျာရီတော့ခုံဝင်ပြီးတော့သူထိန်းသွားတာတော်တော်လေးကိုကောင်းသွားတယ်ဒီကောင်အဲ့ဘက်တရီကဒီကြောင့်ပဲပြန်ပြီးတော့ဟို တာဝါရယ်နော် white out ဒီ vibe ထက်ရွာတော်တော်လေးကိုကောင်းသွားတယ်လို့ပြောရမှာပြ။ကဲအောင်လည်းမိသားလို့ကမရပြ။ကဲ CC ကြီးကလည်းတကယ်ကိုကောင်းတာ။အရှိကနေပြီးတော့အဲ့လိုမျိုးကြီးမတက်ကြီးရက်ပြီးတော့တောက်လျှောက်ကြီး yellow plate တွေတုံးတာမျိုးတွေ category ပေးတာမျိုးသူ့ကိုအမှနောက်ဆုံးတစ်ခေါက်မှဆိုဘော်လန်းမှာ၃ရက်လောက်ကြားရရနေမှာ category ပေးပြီးတော့တကယ်ကိုသူအများကြီးဆိုရဲလူတွေကပြန်ပြီးတော့မှ forward သွားရလို့မျိုးနောက်တော့၄ရက်လောက်ထပ်မှထပ်ပြီးတော့ဝင်တော့မှလားဆိုအဖြေတော့ဖြစ်ခဲ့ရတယ်ပေါ့နော်။တော်တော်လေးကောင်းတယ်တီးရက်တကယ်ကိုတွဲလုံးတော်တော်ညီသွားပါပြီ။ဒီကတော့ game 1မှာတွေကသူတို့ရဲ့ condition ကိုပြန်ပြီးတော့မိသွားရလို့ထင်လိုက်တယ်။အဲ့တော့ game 2မှာလုံးဝကိုသူတို့ ထိန်းချုပ်လို့မရတော့တားဆီးလို့မရတော့ဘဲနဲ့ပဲဂိမ်းတူးမှာပါဆက်လက်ပြီးတော့2စီးဆွေရက်ဇက်တစ်ခုနဲ့တူ O game အနေနဲ့ကတော့ဒါနောက်ထပ် Swiss Stake ရဲ့ကျွန်တော်တို့ဒါနောက်ထပ်တပွဲကိုလည်းထပ်ပြီးတော့ရှင်ပြန်ရအောင်မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဆိုတော့အကျွေးရန်အနေနဲ့ကတော့ဒါနဲ့ဆိုလို့ရှိရင်တို့ဒီ၃ပွဲစတိုင်းရှုံးနေမှုတော့ဖြစ်တော့ဖြစ်သွားခဲ့ရတယ်ပေါ့နော်။ဟုတ်ကဲ့။ဒါကတော့အကျွေးရန်အတွက်ကတော့ဒါစိတ်မကောင်းပါဘူး။ပြိုင်ပွဲကနေပဲနှုတ်ဆက်ထွက်ခွာသွားတာဖြစ်တဲ့အကြောင်းမို့ဒါနောက်ထပ်ပွဲစဉ်တွေမှာပြန်လည်ပြီးတော့အကောင်းဆုံးပုံစံမျိုးနဲ့ပြန်ပြီးတော့လာဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်။ကဲအဲ့တော့ကျေးဇူးဂိမ်းနံပါတ်2လေးရဲ့ဘန်နလစ်ဆက်ရှင်လေးပါလေပြောကြရရင်များနေမယ်ဆိုရင်တော့ဘန်နလစ်ဆက်ရှင်လေးကိုတွားရောက်ပြီးကြည့်ကြပါမယ်။ ကဲဆိုတော့ဒါကတော့အလုံးစောင့်မျှော်နေတဲ့ result တစ်ခုလို့ပဲပြောရမလားဗောနော်ဆိုတော့ဒီ 2D ဆိုတဲ့ရလန့်နဲ့ Ogan ရဲ့လုံးဝမှာပွဲပြတ်နိုင်ပွဲတစ်ခုကတော့ဒီနေ့ပထမဆုံး match number 1မှာနေမယ်စတင်ပြီးတော့ ဖွင့်လှစ်ခဲ့ရလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်။သူတို့အနေနဲ့ကတော့ဒီအလယ်မှာရှိတဲ့1 2 bracket ကိုတော့ဒါတက်ရောက်သွားပြီးဖြစ်တယ်လို့တစ်ဖက်ကရှုံးနေသွားခဲ့တဲ့ AJ Young Esports အနေနဲ့ကတော့စိတ်မကောင်းစွာနဲ့ပဲ LOD Season 3ကနေနှုတ်ဆက်ပြီးတော့ထွက်သွားထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ဟုတ်ပါတယ်။ဆိုတော့ပွဲစဉ်ကလည်းတော်တော်လေးလက်ကြီးလို့ကလည်းကောင်းငယ်တယ်။ဒါပေမဲ့ဒီ game 2ကတော့နည်းနည်းလေးဆလာတဲ့ဟိုကနည်းနည်းပြတ်တယ်နော်။ဒီဟုတ်တယ်။ K တွေပါတွေကဆိုတော့ဒီ6 0 7 0 3နဲ့ဟိုပါဒီလုံးမတောက်လျှောက်တောက်လျှောက်ကိုမှ Ogre Backup Pressure ပေးတဲ့ပုံစံတစ်ခုကိုတော့ဘလို့အကြောင်းအနေမှာတော့ Azure ပြန်ပြီးတော့မှ solve ဖို့အတွက်အဆင်မပြေခဲ့ဘူး။အဲ့တော့ ဘောနဲ့စတမနဲ့စတမနဲ့ဝင်ကြပါတယ်မပွဲရတော့ပြီးသွားခဲ့ရလည်းဖြစ်ပါတယ်အဓိကကတော့ drop ဆိုင်ရာတွေမှာတော့ကွာခြားတယ်ဗျเนาะဒါတစ်ဖက်ကအကျွဲရောင်းနေနဲ့ရရှိတာရဲ့ drop ဒီအာလီကိန်းကိုအသာစီးဆော့ပြီးတော့တပွဲလုံးသူတို့ဖိထားမယ် drop ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့လည်းတစ်ဖက်ကဒီ pick off ဆော့လာတဲ့အရာတစ်ခုကိုသူတို့အနေနဲ့အာလီမာတွေကမဖြေရှင်းနိုင်ခဲ့ဘူးဗျအဲ့ဒီတစ်ခုကတော်တော်လေးကိုမှအခြေအနေဆိုးတယ်ပြီးတော့ bob box အနေနဲ့ကလည်း alice ဒီ raw သူတို့နေပြန်ပြီးတော့ အာခင်းမေးသီးတိုင်အောင်နောက်ကနေဘက်ကဒမ်းမေးတွေဝင်မလာခြင်းကသူတို့အတွက်တော်တော်လေးတိုင်ပတ်သွားတယ်ဗောနော်ဒီကတိုင်မင်လွဲနေတယ်လို့မျိုးလေးဖြစ်နေနော်ဟုတ်တယ်အဓိကဘာဖြစ်လဲဆိုတော့အရှိမကျတော့ Alice ကဝင်နေနောက်မှရီသန်းရှင်းကအကောက်ခံလိုက်ရတယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာ လုံးဝ main damage source ကမရှိတော့ဘူးအဲ့တော့သူတို့ဗဒေဆိုင်ရတဲ့အခါမှာ damage မလောက်တာတွေစပြီးတော့ကြုံတွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီဒီကြီးသရှင်ပါတော့မှသာလေအဲ့လိုမျိုးတွေဝင်ဝင်ပြီးတော့ဖမ်းတာမျိုးပေါ့နော်အမဟုတ်ရှေ့လဲလီမဝင်ဖမ်းမယ်နောက်ကနေပါ father airstrike လေးနဲ့ပြေးပြီးတော့ master damage ပေးတာဒါမှမဟုတ်ဖြစ်စီခြင်းခဲ့ပြီးမဲ့လဲ actual အနေနဲ့ရတော်လေးလဲအစမပြေခဲ့ရတယ်လဲတွေးခဲ့ရတယ်အဲ့တော့မှဒီ kit နေနေရတယ်သူရဲ့ harabusa abe naomi justy ဒီနှစ်ယောက်ကတွဲပြီးတော့မှအလုံးလုံးနေတယ်အားလဲအရင်ကမကောင်းတာဗျအဲ့ပြောင်းမှလဲဒီရဲ့ဒီ နော်လက်ဖို့ကလည်းတော်တော်လေးမှအားကောင်းတဲ့အပိုင်းတွေရတဲ့၅ယောက်ကြားတွေကိုလုံးဝပြေးဝင်သွားပြီးတော့ဒီ region flat တွေ brave fight တွေနဲ့လုံးဝ survive ဖြစ်ပြီးတော့ပြန်ထွက်လာတဲ့အရာလေးကလည်းဒါဒီရဲ့ mechanic တွေကိုလည်းပြသသွားတယ်သူနောက်ဆုံးကျွန်တော်အနေနဲ့ဒါ battle ထဲမှာသေဝါးကြီးလူတော်ထင်ခဲ့ရဆိုပေမဲ့သူ rebound အပြည့်ဖြစ်တဲ့အချိန်မှာ base attack တစ်ချက်ထိုးပြီးတော့ she amount တစ်ခုယူလာပြီးတော့ပြန်ပြီးတော့ဆက်သွားတဲ့အရာလေးတစ်ခုကလည်းတော်တော်လေးကောင်းသွားတယ်ဗျအဲ့ဒါနော် အသက်ဟိုဒီလက်တေကကြံပါသေးတယ်ဆိုတော့အဲ့ဒါကြီးပြောတာဘာပြောဒီဆိုလို့ရှိရင်သူကလက်ဖူးလက်ဖူးဒီဒီပွဲလုံးမှာသူရဲ့လုံးဝရိုက်တဲ့ရိုက်ချက်တွေဆိုတာ Brave Fighter တွေလုံးဝဒီ Raiden's လက် Lane Shaker နဲ့အဲ့လိုမျိုးအတင်းကိုမထွဲလုံးနေအောင်ပါဒီ pressure ဝင်ပြီးတော့ပေးခဲ့တဲ့ပုံစံလေးရလဲကောင်းတယ်ဆိုတော့ဒီ7မိနစ်ခွဲ7မိနစ်ဝင်ချင်ပါတယ်ပဲပွဲတစ်ခုလုံးအပီးဖြတ်ချနိုင်ခဲ့တဲ့ Ogan သူတို့လိုရနေတဲ့နိုင်ပွဲတစ်ခုပါလဲ2-0ဆိုတဲ့ရလက်နေအောင်မတခါတဲ့ဥမှာအပီးပဲနောက်ထပ်1-2ဆိုတဲ့ bracket ကိုတော့တက်ရလို့ သွားခဲ့ရလည်းဖြစ်ပါတယ်ဟုတ်ပါတယ်အဓိကတော့ကျွန်တော် organ ရဲ့နော် pick off တွေကိုတော့တော်ပြီးရှုပ်လို့တော့မရအောင်ဗျာနော် pick off တော်တော်လေးအားကောင်းနေဒီနေ့အနိုင်ရရှိသွားတဲ့ဒီ hero pick နှစ်ခုလုံးမှာကျွန်တော် pick off တွေပဲတောက်လျှောက်အသုံးပြုသွားခဲ့တာဒါလည်းပွင့်လေးပြောမယ်ဆိုရင်အရင်တုန်းက play sign တွေထဲမှာလည်းဒီ pick off ကတော်တော်လေးအားကောင်းခဲ့တယ်ဗျာနော်အခုလက်ရှိမှာလည်းဒီ pick off ကိုပဲဆက်လက်ပြီးအသုံးပြုနေခဲ့ပြီးတော့ organ အနိုင်ရရှိသွားတာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောရတဲ့အတိုင်းပဲ one two break